ားလုံးပဲမင်္ဂလာပါမယ်နီယူချင်တွေကလည်းအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ breaking new အဖြစ်ဘလူးဘလူးဖန်နယ်တင်နဲ့ပတ်သက်ပြီးတော့တက်လာတဲ့သတင်းတွေပို့ရှိပါတယ်အဲ့ဒီအကြောင်းကိုဒီကနေ့မှာဆင်းနေကြည့်အောင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ဒါကဂျီကုံးပဲကနေပို့လို့တော့ပေါ့ဗျာဘလူးဘလူးဖန်နယ်တဲ့ကိုစော်ဒီလဲအသေးသေးဖြစ်တဲ့အေဟီလာအသင်းကနေပြီးတော့သုံးနှစ်စာချုပ်နဲ့ကဲလဲမှုပြုလုပ်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရှိထားတယ်။ကစားသမားဖြစ်သူကိုပေါ့ဗျာတရာတီပေါင်65သန်းကျော်နဲ့ကဲလဲထားတယ်။ တပည့်ကိုအနည်းဆုံး1.3တန်းဘရီနိုဖာနယ်ကရရှိဖို့ကျွန်တော်တွေးနေရတယ်။စာသမားတို့ဒါကတကိကိုများလွန်းတဲ့ပမာဏဖြစ်တဲ့1.3တန်းအခုမဲဆောင်နေတဲ့အသင်းမှာဘရီနိုဖာနယ်ရဲ့ရရှိနေတာကတပည့်ကို3တန်းဝန်းကျင်ပဲရတယ်။ဒီလောက်ပြောင်းရွှေ့ခြင်းမြင်မာတဲ့ပမာဏကကစားသမားတိုင်းတည်းမငင်းနိုင်တဲ့ပြောင်းရွှေ့ခြင်းဒါတစ်ခုပေါ့လက်ရှိအနေထားမှာဆိုရင်အသင်းကရောဘရီနိုဖာနယ်ကပါ ဒါနဲ့ပဲတွေ့ပြီးတော့ဘာမှတုတ်ပြမှုမလိုသေးဘူးပေါ့ဗျာပြောလို့မရဘူးဒီလောက်များပြားတဲ့ပမာဏကိုဘေးကစားသမားကညင်မလဲခမရတို့ professional ကစားသမားတယောက်ဘရူနိုဖန်နေတဲ့နေရာမှာဆိုညင်မလားညင်နိုင်မှာမဟုတ်ဘူးဒါပေမဲ့လို့ကျွန်တော်တို့တခုသိရမှာကဘရူနိုဖန်နေတဲ့အနေနဲ့ပေါ့ဗျာအခုမူရင်းလက်အောင်မှာလာမယ့်အနာဂတ်မှာဘရူနိုဖန်နေတဲ့အခန့်ကဏ္ဍပေါင်ဝင်မလားတကယ်လို့ပေါင်ဝင်မယ်ဆိုရင်တော့ကစားသမားဖြစ်သူကပြောင်းဖို့အနေထားမရှိဘူးတစ်ဖက်မှာလည်းကိုမန်စဆောင်နေတဲ့အသေးအနေနဲ့ ဒီကစားသမားဖြစ်သူကိုရောင်းလိုက်မယ်ဆိုရင်ရောင်းလို့ရတဲ့ငွေကတော်တော်များများရမှာပုံသက်တရာကျော်ဒီကျွန်တော်ရရှိမှာဒါပေမဲ့လို့ဒီကစားသမားနေရာမှာအစားထိုးဖို့အတွက်ဘရူနိုဖာနေတဲ့လို့တကိတ်ကိုကြက်ခိုင်မှုပြေဝပြီးတော့တရာဒီလုံးလုံးပါအင်ဂျူရီပြဿနာမှာမဖြစ်တဲ့ကစားသမားကိုရမှာလားမထင်ဘူးဆိုတော့ကျွန်တော်အင်းလာသင်္ကားပေါ့ဗျာနေရာဒီဈေးကွက်မှာဆိုရင်ဘရူနိုဖာနေတဲ့အတွက်ဗြိတိဆယ်ရှင်တွေပြောင်းချွေခြင်းဖြစ်ပေါက်သက်တရာကျော်ခင်းနဲ့ကဲလဲမှုပြင်ဆင်ထားတယ်ပေါ့ အခုလက်ရှိမှာဆိုရင်ကျွန်တော်တို့ဒီစန်ချီတင်ထားတဲ့ကစားသမားက Brighton ကနေ Chelsea အသင်းကိုပြောင်းသွားတဲ့ Kaisido ပေါ့ဗျာဆိုတော့အဲ့ဒီ Kaisido တဲ့ Bruno Fernandes ကပို့ပြီးတော့တာဖို့များနေတယ်သူတို့ကပြောင်းရွှေ့စေစန်ချီတင်ဖို့အတွက်ကို Bruno Fernandes အတွက်သုံးစင်းမယ့်အနေထားတစ်ခုမှာဆိုရင်ဒီကစားသမားထက်ကျွန်တော်ကြော်လင်ပါကစားသမားဖက်ကကြည့်ရလို့ချင်းသူရဲ့မိသားစုဖက်ကကြည့်ရလို့ချင်းဘက်ကိုတစ်တန်းသမား၃တန်းခင်ကတော့မငင်းနိုင်တဲ့အခြေအနေတစ်ခု တကယ်လို့မဟုတ်ပေါ့ဗျာမက်စတောင်နဲ့တဲ့အသင်းကနေပြီးတော့ငါတို့ကတော့ကွာမင်းကိုရေရှည်မှာထိန်တာဖို့အဆင်မပြေတော့ဘူးဘာလို့လဲဆိုတော့ငါတို့ကနေရာတည်ဆွခွင့်မှာဆိုရင်အပြောင်းလဲလို့ဘူးခေါ်ဖို့တဲ့ငါတို့ငွေလိုတယ်ဒါကြောင့်မင်းကိုမဖြစ်မနေရောင်းရမယ်မင်းအတွက်ကလည်းတပတ်ကို၃တန်းကျော်ဒီရောင်းဖို့အနေထားတစ်ခုဆိုရင်မင်းတို့ပြောင်းချင်လေပြောင်းအဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ပြောလို့မရဘူးတကယ်လို့များပေါ့ဗျာကျွန်တော်အမ်မိုရဲရေးကစားကွက်ထဲမှာအမ်မိုရဲရေးရှိပလန်ထဲမှာဘလူးနိုဖာနေတဲ့ကပေါင်ဝင်နေသေးတယ်ဆိုရင်တော့အတင်းကရောင်းရှင်မလေးရောက်မှာ ကျွန်တော်ကဒီကစားသမားဖြစ်သူကိုရောင်းချမယ်ဆိုရင်ပတ်စံတော့ရမယ်ငွေကြေးရမယ်လူအစ်တနေရာတွေမှာကျွန်တော်အများကြီးဖြည့်ဆည်းလို့ရမှာနောက်တဲကွင်းလေကိုသမားတိုက်စစ်အထောင်အဲ့လိုမျိုးတွေအနေထားတစ်ခုရှိသေးဆိုတော့ညာလေဒီကစားသမားလို့ကျွန်တော်တရားသေးလုံးလုံးဘာအင်ဂျွေမှမဖြစ်တဲ့ကစားသမားဘလို့ချင်းအတင်းနဲ့ဘာပြဿနာမှမရှိတဲ့ကစားသမားပုံရင်းကြဆင်းအောင်ဘာတစ်ခုမှမရှိတဲ့ကစားသမားကျွန်တော်ရရှိမှာမဟုတ်ဘူးနေရီကစားသမားရရှိမယ်ဆိုတော့ညာလေ အဆုံးစွန်တော့ဒီဘရူနိုဖာနေတက်လို့ချက်ခံမှုပြောရတဲ့ကစားသမားကိုကျွန်တော်ရရှိမှာမဟုတ်ဘူး။ level 10မှာဆိုတာကဘရူနိုဖာနေတက်တယောက်ပဲရှိတယ်ကျွန်တော်တို့လက်ရှိအနေထားမှာဆိုရင်ဆိုတော့ဒီလိုအခြေအနေခုမှကျွန်တော်စောစောပြောသလိုပါပဲကစားသမားဖြစ်သူဖက်ကကြည့်ရလို့ချင်းဒါကလုံးဝလက်မခံနိုင်စရာမဟုတ်ဘူး။တကိကိုများပြားတယ်ပြောင်းရွှေ့ခြင်းအနေထားတစ်ခုဖြစ်တယ်။ United အသင်းကလည်းငွေလိုနေတယ်။နေရာဒီဈေးကွက်မှာဆိုရင်ကစားသမားတစ်ချို့တစ်ဝက်ကိုရောင်းချဖို့ရှိနေတယ်။ဆိုတော့ မန်ချစ်စတာယူနိုက်တက်အသင်းနဲ့ဘရူနိုဖာနန်ဒက်တို့ကစဉ်းစားရတော့မှာအခုကျွန်တော်ဂျီကောဘက်ကနေပိုလို့လာတယ်ဆိုတော့အတီလို့တော့မရသေးဘူးကျန်တဲ့တို့ပိုတာတယ်ကျန်တဲ့အက်တလက်တစ်ကပြီးလို့ရှိကျွန်တော်စကိုင်းစပေါ်ကနောက်ထပ်ကျွန်တော်ဖာဗီဇိုရိုမန်နိုစားတဲ့ရပိုတာတယ်ပြီးလို့ရှိတတိဌာနတွေကအမေကကျွန်တော်တို့ရပိုတွေထွက်ပေါ်လာမှကျွန်တော်ယုံကြမှာဒါပေမဲ့ဂျီကောဘက်ဆိုတာကလည်းတကယ့်ကိုခိုင်မာတဲ့အနေအထားတစ်ခုကျွန်တော်တချို့တစ်ပွဲရှိနေတဲ့အတွက်မဖြစ်ဘူးလို့ပြောလို့မရဘူးဆော်ဒီလည်းအသင်းတော်တော်များများက ကစားသမားတွေကိုကြွေးပုံအောင်ပြီးတော့ခေါ်ရဲရအများကြီးကျွန်တော်ရှိတဲ့အတွက်ဘရူနိုဖာနာဒက်လည်းနေရာဒီဈေးကွက်မှာပြောင်းချင်လေပြောင်းတော့နိုင်တယ်သူ့ကိုပေးထားတဲ့ပြောင်းချေချေကတကယ့်ကိုများလွဲ့နေပါဗျာတရားဒီမှာ၈၅၀တိရဖို့ရှိနေတယ်ပြီးလို့ရှိတပည့်ကိုအနည်းဆုံး၁တန်းမှ၃တန်းခန့်တိရမယ်ဆိုတော့ကစားသမားဖြစ်သူကရောမိသားစုဖက်ကရော ကြည့်ရလို့ရှိရင်တကယ့်ကိုပြောင်းသိမ်းတဲ့ငွေကြေးပမာဏဖြစ်တယ်ဒါပေမဲ့မက်ဆာအောင်နဲ့အသင်းအတွက်ကတော့ဒီကစားသမားဖြစ်သူကိုရောင်းချမယ်ဆိုရင် တင်ကြီးကတော့ရမယ်အများကြီးတို့ကျွန်တော်တို့ရရှိဖို့တွေးနေရတယ်ဒါပေမဲ့ဒီကစားသမားဖြစ်သူကိုရောင်းရှာမယ်ဆိုရင်ဒီကစားသမားဖြစ်သူလို့အများကြီးလုတ်ပြနိုင်ဖို့လိုတယ်ဟုတ်တယ်မလားသူတို့မို့လို့ရှိရင်တော့လူငယ်ကစားသမားလေးတွေကိုဘယ်လောက်ပဲရရထုတ်ကော်တော်တဲ့ကစားသမားလို့အစင်မပြေကျွန်တော်တို့ဘယ်လိုလုပ်မှလဲပြီးလို့ချင်းရေရှည်တွဲဘရူနိုဖာနီတဲ့ကိုထစ်သွင်းစဉ်းစားနေသေးတယ်ဆိုရင်မရောင်းရှာဖို့ပဲကိုလည်းများတယ်ဒီရှင်နေနဲ့ပတ်သက်ပြီးတော့ယူနိုက်တက်နဲ့ဘရူနိုဖာနီတဲ့တို့ဘက်ကဘာတုတ်ပြန်မှုမလုပ်ရသေးဘူးလို့ကျွန်တော်တို့သိရှိထားတဲ့အတွက် လာမယ့်အပြောင်းရွှေ့အနေထားမှာပဲကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်အသင်ကတော့အခုထွက်ပေါ်လာတဲ့တင်ကတကိကိုရှင်တမမနဲ့ဖြစ်တယ်အမှန်တမ်းပြောလို့ရှိရင်ဗျာကျွန်တော်တို့ကငွေလိုနေရတော့အမှန်ပဲနေရာဘောက်စုံမှာအားပြရဖို့အတွက်ကလည်းအမှန်ကယ်ဆုံးဖြစ်တယ်သို့တော်ညာလည်းအဖက်ဖက်ကကျွန်တော်တို့စဉ်းစားရမှာဒီကစားသမားဖြစ်သူထွက်ပေါ်လို့ရှိရင်ဒီကစားသမားလိုအမှန်ကယ်ဆုံးလုပ်ပြနိုင်ဖို့ပလေယာရမှာပဲအစီအပြေမှာတော်တော်များများကတော့ခေချာချာ တရားဒီမှာစဉ်းစားကြည့်ဘာအင်ဂျူရီမှမဖြစ်တဲ့ကစားသမားဒီလိုကစားသမားတယောက်ကိုမေးဘယ်အသင်းမှာရှာတွေ့မလဲဆိုတော့အဖက်ဖက်ကကျွန်တော်စဉ်းစားရတော့မှဘရူနိုဖာနယ်ကလည်းစဉ်းစားရတော့မှဒီကလိုဖြစ်ခဲ့မယ်ဆိုရင်ပြောတာလေယူနိုက်တက်အသင်းဘက်ကလည်းစဉ်းစားရတော့မှကြောင်းချီလေးကြောင်းတော့နိုင်တာပေါ့ဗျာဒါကမဲလုတ်เสียဖြစ်တယ်ဆိုတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ညီကတို့ဘလို့ထင်မြင်ချက်ရှိတယ်တကယ်ပဲဆော်ဒီလေးအေလာအသင်းကကဲလန်းလာခဲ့မယ်ဆိုရင်အမေရိကန်ပဲမဲဆောင်နေတဲ့အသင်းကောက်ဆိုဘရူနိုဖာနယ်က ဟိုပြောင်းရွှေ့တော့ဖို့ရှိမလား United အသင်းဘက်ကရောဒီကစားသမားဖြစ်သူကိုလဲလဲတော့ဖို့ရှိမလားဆိုတာညီတို့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်မနေ့ပြန်မှာကျွန်တော်တို့အသင်းအနေနဲ့ယူပါလိုက်ဒုတိယကျော် Ultra ပေါ်မှာအမေကင်စုလုပြနိုင်ဖို့လိုတယ်ဒီမှာပဲ final ကိုတက်ဖို့ရှိရတာပါဗျာဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုဒုတိယရှိတဲ့ကျေးဇူးများတင်ပါတယ်အသေးသေးတော့မေးဗျာ like and subscribe လေးတွေမလိုအပ်သင့်ဒီ channel လေးကို like and subscribe လေးနဲ့ notification ကောင်းလောင်းလေးကိုတိတိုက်ပြီးတော့ အတင်းနဲ့ပတ်သက်တဲ့မတင်းတွေကိုမလတဲ့ GU အပိတ်နဲ့ပါတီကြောင့်ပြောကြရင်လည်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများကျေးမာတယ်အားလုံးပဲ OK ပါ